အမျိုးတွေကောင်းတော့ညကြမှာဗျဒီနေ့က24ရက်24ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျဒါမနေ့ညကဥစဉ်ကျတော့တပားပေးတဲ့တရင်လေးပေါ့နော်တရင်တပုတ်ကိုဥစဉ်တင်ထားတယ်လက်ရှိဥစဉ်တို့ရဲ့ဒီဖြစ်နေတဲ့အရာတွေပေါ့နော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုဒီ ရှေ့မှာအေးအေးယူပြလိုက်တာလေးတွေရဲ့ဗားလေးတိတ်ပြီးမှပြောတဲ့သူကနေပါလောက်ဖြစ်သွားတယ်ဗျအမှန်တရားကိုဝေဖန်ထောက်ပြတဲ့သူတွေကမရှိတဲ့လောက်ဖြစ်သွားတယ်ပေါ့နော်အဲဒီတော့အမှန်တရားကိုမဝေဖန်မထောက်ပြရအောင်မှလှုပ်လိုက်တလားလို့လဲဒါတွေးတော့စရာပေါ့နော်ခင်ဗျားတို့အမြင်တော့အဲ့လိုတွေးမှာဗျာနော်ဥစဉ်အမြင်ကတော့ဒီအမှန်တရားတွေပြောလို့ဒီလိုလှုပ်လိုက်တယ်လို့ဥစဉ်ကတော့မတုံ့တက်ဘူးဗျာနော်ဒီလူကြီးတွေကိုဆဲဆူတာတွေမဟုတ်ပါဘောเนาะဒီလူဟိုဘာပဲလွတ်သွားတဲ့အရာတွေကို လွတ်သွားတဲ့အခါကျနောက်ဆုံးနောက်ဒီမကောင်ထိမ့်နှိမ့်လိုက်တယ်လို့ပဲဦးစင်ကတော့တုံ့တက်ပါတယ်ဗျမှန်တရားပြောလို့ဖန်နေဆိုတော့လေတော်တယ်များအားလုံးကအမှန်တရားလို့တော့ပြောလို့မရပါဘူးဗျာနော်ပြောလို့မရပါဘူးအဲ့တော့ဦးစင်ကပြောချင်တာကတော့ဦးစင်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဦးစင်ကတော့တတိရှိရှိအားလုံးကိုပြောစေချင်တာပေါ့နော်တတိရှိရှိပြောစေချင်တာမနည်းရဆိုလို့ရှိရင်လေဦးစင်တို့စီကိုဒါ တိုက်မှုစီလည်းဦးစင်းကပို့လိုက်တယ်။တရင်နေပေါ့နော်တရင်နေတိုက်မှုစီကိုလည်းပို့လိုက်တယ်။မုံရနမကတိုက်မှုစီကိုလည်းပို့လိုက်တယ်လူတွေရဲ့အခက်အခဲတွေပေါ့နော်ငိုးရိုပြီးမှဦးစင်းကိုလှမ်းပြီးမှဖုံးဆက်ပြီးမှပြောတာလေဒီစကိုင်းတိုင်းနဲ့ရပဲဖုံဖုံရေးတပြိုတို့ကဲပါဦးဖရားတဲ့တပြိုတို့မှရိတ်ခါလိုက်ပြက်ပြီးတော့ဘုံတွေနဲ့တပြိုတို့ရွာတွေဒီပီတီရဲ့ဗရက်တွေပေါ့နော်ဒီဘိုးဘွေပေါ့ပေါ့မြတ်တပြိုတို့ရွာကိုဖရားတဲ့တော်တော်လုံးပြီးတော့လိုက်ပြစ်နေတယ်ပေါ့နော် တိုင်မူကြီးလောက်ထားမလောက်ထားတော့မတူဘူးပြတိုင်မူကြီးကိုအတန်ဖိုင်တဲ့တကွာဦးစင်းကတော့ပို့လိုက်တယ်နော်တန်ဖိုင်ရဲ့တကွာပို့လိုက်တယ်ဒါဦးစင်းတို့တရင်တစ်ခုဦးစင်းတို့ရတယ်အဲ့တော့ဦးစင်းတို့တရင်တစ်ခုရရဆိုကိုဟာနဲ့ကိုရတာကိုဟာနဲ့တူပဲရတဲ့အခါမှာကိုကပြောလိုက်လို့ရှိရင်တစ်ဖက်ဒုက္ခရောက်တော့မှာဆိုလို့တန်လေးရနေနဲ့တော့ကြွတ်မနိုင်ဟုတ်လားကြည်မီနဲ့ရှို့ဆိုတဲ့ပုံစံမျိုးဖြစ်မှာဆိုလို့ ဒါပဲနဲ့တို့တို့အခုတို့တို့ရဲ့အချိုးပေးဆိုတော့တခါတလေဌာနဆိုင်ရာအများစုကငွေမျက်နှာတစ်ခုတည်းကိုပဲကြည်ရငွေမျက်နှာတစ်ခုတည်းကိုကြည်ရအဲ့ဒီလူတွေကဘာကြောင့်ငွေမျက်နှာတစ်ခုတည်းကိုကြည်ရလဲဆိုရှေ့တန်းကိုမရောက်ဘူးတဲ့အတွက်ကြောင့်ရှေ့တန်းမှာချုံချုံကိုမတိုက်ဘူးတဲ့အတွက်ကြောင့်ကိုချင်းစာစိတ်မရှိကြတာကိုချင်းစာစိတ်မရှိကြတာဦးဇင်းတို့ဒရာဥမှဖြစ်သွားတယ်ကားကြီးနဲ့ပေါ့ဗျာရွှေမျောကားကြီးပေါ့အများကြီးပစ္စည်းတွေအများကြီးနဲ့အဲ့မှာအများကြီးနဲ့ဖြစ်သွားတော့ပစ္စည်းတွေပါနေအကုန်လုံးမဆန်တောင်းကြတာပေါ့ အကုန်လုံးကဒီဒီရွှေမျိုးကားကြီးတွေဖြတ်တယ်ဆိုတာကပတ်စံပေးလို့ဖြတ်လို့ရတာဒိတ်ပေါင်းကပတ်စံပေးပြီးဌာနပေါင်းဆောင်ပတ်စံယူပေးပြီးမှဖြတ်လို့ရတာဖြတ်လို့ရတာအဲ့ဒီကမှပတ်စံပေးလို့ဖြတ်တဲ့ရက်ကဖြတ်တယ်ဖြတ်တယ်အချို့ကဟိုကပတ်စံယူထားမှမတိတော့ဖမ်းလိုက်တယ်ဗျာပတ်စံယူထားမှမတိတော့ဖမ်းလိုက်တော့ဖမ်းလိုက်တော့အပြောခံရတာဟိုကပြန်ချင်းချောက်တယ်အေးလို့ငါရထောင်ကြရင်းနဲ့မင်းတို့ငါကေဘေးနဲ့လွှဲထားတယ်ရှယ်ကောက်တွေနဲ့လွှဲထားတယ်မင်းတို့ကိုလည်းတဲ့ငါဟိုခါတဲ့ပါခေါ်มาပေါ့ဗျာ အဲ့မှာတို့တို့ကပိုတွင်းကိုပုံမှန်ပုံမှန်နဲ့ပဲဆွဲပလိုက်တယ်အမှန်ဒါအကျန်းဖက်စီကိုပို့တယ်ဟာအကျန်းဖက်စီကိုသွားတယ်ဟာအကျန်းဖက်ထောက်ပါရေအကျန်းဖက်ပုံမှန်ခက်ကြီးကြီးနဲ့ဆွဲရမယ်အရာတွေကိုပိုတွင်းကိုနဲ့ဆွဲရကြပေါ့ဗျာဒါပဲနဲ့ပိုတွင်းကိုနဲ့ဆွဲလွတ်သွားတယ်ပေါ့ဗျာတာမန်ဒါရိုက်ပြီးလွတ်သွားတယ်ပေါ့လွတ်တော့တော့အဲ့ဒီကားဟာငဇွန်ဘက်မှာမိတယ်လို့ဦးစင်းတို့ကြားတိရတယ်ငဇွန်ဘက်မှာမိတယ်လို့တိရတယ်တကယ်လေးစားပါတယ် အစိုးဘက်ကဖမ်းဆီးတဲ့တူတူလည်းတကယ်ကိုအတိုက်ထက်မကကိုလေးစားတယ်ဘာလို့သူတိုက်ပြီမျက်နှာကိုကြည့်တယ်လေတိုက်ပြီမျက်နှာကိုကြည့်ဒါတဲ့တိုက်ပြီဖြက်စီးမဲ့အရာကြီးပစ္စည်းတွေကပြီးတော့သူခါတဲ့အထက်ကိုတင်ပြဝင်ကြတယ်ထက်ကိုတင်ပြတော့အခုစစ်စစ်နေတယ်တဝူးချင်းခေါ်ယူစစ်စစ်နေတယ်လို့အေးယူမဲ့အကင်ဆိုင်တယ်ပေါ့နော်အေးယူကထိရောက်စွာအေးယူမယ်လို့လည်းဦးစင်းတော့တော့တုံတက်တယ်တုံတက်တယ်တစ်ဖက်သားဒုက္ခရောက်တာကိုဦးစင်းတော့ပြောတာမဟုတ်ဘူးပြောတာမဟုတ်ဘူးဒါပေမဲ့ဒါတိုက်ပြီကိုတစ္ဆာဖောက်တာပဲ ရဲဖြစ်ဖြစ်စစ်သားဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကုန်လုံးဆိုစာနီစာဟန်နေအများကြီးဌာနပေါင်းဆုံးနော်ဌာနပေါင်းဆုံးအများကြီးပဲဒီပစ္စည်းဘယ်ကိုသွားရလဲဘယ်ကိုသွားရင်ငါတို့တိုင်းပြည်အတွက်အန္တရာယ်ရှိတယ်ဒီပစ္စည်းဘယ်ကနေဘယ်ကိုပို့มาလဲဘယ်ကိုလာလာလဲအန္တရာယ်ရှိလားဒါဘာလို့တဲ့ပစ္စည်းလဲတူတူအကုန်လုံးတိတယ်တချို့လူကြီးတွေတိတိကြီးနဲ့တချို့လွတ်ပေးရလားတိတိကြီးနဲ့လွတ်ပေးရလားအဲတိုင်းပြည်ကိုတစ္ဆာပေါက်ထားတယ် ိုချင်းစာသေးမရှိတာပဲတပိုတဲ့တမနွားနဲ့အတူတူပဲနွားနဲ့နှိုင်းရင်တော့နွားတိတ်ခါကြတယ်လို့ဦးဇင်းတော်ပြောချင်နေတယ်ဗျာနော်အဲ့လိုပြောရင်တချို့ဌာနဆိုင်ရာတွေကမကြိုက်ဘူးမကြိုက်ဘူးနော်ဦးဇင်းတော်ကပြောခဲ့ပါတယ်ဌာနဆိုင်ရာနဲ့ပတ်တယ်ဌာနဆိုင်ရာအားလုံးကိုမေတ္တာပို့တယ်မေတ္တာပို့တယ်တိုင်းပြည်ကိုချစ်တဲ့ဌာနဆိုင်ရာနိုင်ငံဝန်သားတိုင်းနိုင်ငံရဲ့ဝန်သားဝန်ထမ်းမှန်တဲ့မြောက်ကိုမေတ္တာပို့တယ် ိုမေတ္တာပို့လို့မှဖြစ်သွားတယ်ဆိုတော့မေတ္တာဆူတယ်လို့အတိုင်းမေတ္တာဆူတယ်လို့ပြောရပါဘောဗျာနော်အထားပါတော့အဲ့တော့တိုင်းပြူချစ်ကြပါဒီချိန်မှာခင်ဗျားတို့လွှတ်လိုက်တဲ့အရာတွေခင်ဗျားတို့ဘက်ကပို့လိုက်တဲ့အရာတွေကြောင့်ခင်ဗျားတို့ငွေငွေယူပြီးလွှတ်တဲ့အရာတွေရှေ့မှာကျွတ်တုတ်တမ်းတော်သားတွေရဲတွေပြည်သူစစ်တွေနိုင်ငံဝန်ထမ်းတွေဒါတွေကကြီးတွေပြကြီးတွေနော်ကြီးတွေအဲ့တော့ငွေပေးရင်ဖြတ်လို့ရပါတယ်ငွေပေးရင်လာလို့ရပါတယ်ဆိုတဲ့အရာတွေဖြစ်ကုန်တယ် ဲ့တော့ဒီရက်ထဲမှာပဲဥစဉ်တို့ဒါเนาะခင်ဗျားတို့စီမံဟိုခိုးနေတဲ့ကားတွေခင်ဗျားတို့တရင်အတိအကျပေးမယ်ကားနံပါတ်နဲ့ပြီးမယ်သခိုင်းတရားတွေဖြတ်เนาะတိကျပေးမယ်ခင်ဗျားတို့လုံးမလုံးတော့စောင့်ကြည့်မှာပေါ့ဗျာเนาะအခုနောက်ပိုင်းသခိုင်းတရားမကြက်ဘူးလားကြက်တော့ကြက်ပါလေเนาะဥစဉ်တို့လည်းသခိုင်းပဲဝင်လို့ရှိရင်ခဏခဏပြောတယ်သခိုင်းတို့စားစီစားနေအများကြီးရှိရနော် ဒီစီရီမြောင်မားဆိုခိုးတယ်စီရီမြောင်မားဆိုဟိုဘက်တင်နေဟာရောမလုံးကြရနော်တခါကြီးတို့အတိုင်းပြည်တစ္ဆာပေါတာတိုင်းပြည်ကိုပုံကန်တာပဲကြံတဲ့စာနီးတွေအများကြီးပါဗျာနော်အများကြီးပါလို့ဒီစီနဲ့ပတ်တယ်နော်ခင်ဗျားတို့ယူဆိုင်ပါခဏခဏဥစဉ်တို့တတိပေးတယ်ဘာဖြစ်လို့ဖိုးကြီးနဲ့တော့မဆိုင်ဘူးဒါကိုတိုင်းပြည်ကိုချစ်တယ်ကိုတက်မတော်သားတွေကိုချစ်တယ်နိုင်ငံဝန်ထမ်းကောင်းတွေကိုချစ်တယ်ဒါကြောင့်လဲပေါ့ကိုတော့အပြစ်တွေအဖြစ်ခံပြီးမှ ဝင်းနည်းနဲ့မကိုက်ကြီးတဲ့အရာတွေဦးစင်ပြောနေရတာဦးစင်စာမတက်ဖက်နေပါမလားဦးစင်လည်းအငယ်တန်းလက်တအကြီးတန်းအောင်ခဲ့တာပဲဗျာဦးစင်လည်းဒီဝင်းနည်းတည်တာပေါ့မတည်ပဲနေပါမလားဒါပေမဲ့ငါအပြစ်ဖြစ်ဖြစ်ပါစေဆိုတဲ့ကမ္ဘာကောင်းစားမှုအတွက်တိုင်းပြည်အေးချမ်းမှုအတွက်ကိုဦးစင်ဟာတော့ရှည်တန်းမှာလည်းအတက်ကိုဗန္နာမထားဘဲနဲ့တွားရောက်ပြီးမှအပြစ်စကားပြောလှူဒန်းနေခြင်းဖြစ်တယ်ကိုကတွားရောက်ပြီးလှူဒန်းတာပဲဒီပစ္စည်းဦးစင်ကိုလှူတဲ့ဟာတွေကတခါတခါခုနှစ်ရက်သားသမီးတွေတတ်မတော်ချင်းမြန်နှူးတဲ့သူတွေက မသွားရဲလို့ဥစဉ်ကိုလှူတာဥစဉ်ကနေမှတစင်ပြန်လှူတာပဲလေကိုကလေနဲ့အားပဲဆိုက်ရတာအဲ့တော့ဥစဉ်တော့တွားရောက်တယ်အဲ့လိုတော့လည်းအပြစ်မဖြစ်ဘူးလားဖြစ်တယ်ဖြစ်တော့လေဥစဉ်တို့ဖြစ်ပြီလေစီဥစဉ်တို့လိုင်းကိုစိတ်ချမ်းသာနေရရှည်တမ်းမှာနော်အားလုံးရှည်တမ်းမှာမေးမြန်းလို့ရပါတယ်နော်အဲ့တော့နိုင်ငံဝန်ထမ်းအားလုံးတိုက်ပြူချစ်ကြပါတိုင်းပြည်အန်ဒီရဖြစ်မဲ့အရာတွေကိုမလုပ်ကြပါနဲ့လို့မေတ္တာရက်ခံကြပါလေဗျအားလုံးတာပါပဲဗျ